မင်္ဂလာပါခင်ဗျာအခုချိန်ကစပြီး2025ခုနှစ်ဇွန်လ10ရက်နေ့ Radio NUG ရဲ့မနက်ခင်းစီးရီးသတင်းများကိုဖတ်ကြားတင်ပြပေးသွားတော့မှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့ຫນွေဦးနိုင်ပါအခုပထမဆုံးတစ်ပုဒ်အနေနဲ့တအောင်ပြီးကောင်းစီ တအောင်းလင်းကောင်ဆယ် TLC ဖွဲ့စည်းခြင်းအားပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးထောက်ခံကြိုဆိုတဲ့သတင်းကိုတင်ပြပေးပါမယ်။တအောင်းပြည်နယ်နိုင်ငံရေးထိပ်သီးဆွေးနွေးပွဲကြီးမှာတအောင်းပြည်နယ်တော်လှန်ရေးကာလအစိုးရအစည်းအဝေးအားတင်းကြီးတညွတ်ထဲအတည်ပြုနိုင်ခဲ့ပြီးထို့တော်လှန်ရေးကာလအစိုးရအစည်းအဝေးအားဥဆောင်အကောင့်ထဲပုံမဲ့တအောင်းပြည်ကောင်စီတအောင်းလင်းကောင်ဆယ် TLC ကိုပါအောင်မြင်စွာဖွဲ့စည်းနိုင်ခဲ့ခြင်းဟာတအောင်းပြည်နယ်အတွက်အလွန်အရေးပါတဲ့နိုင်ငံရေးအရေးတစ်ခုအဖြစ်ရှုမြင်ကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးမှသဘောထားထုတ်ပြန်ကြမှာ ဖော်ပြထားပါတယ်။တောင်ပြည်ကောင်စီတောင်လန်ကောင်ဆယ် TNC ဟာတောင်ပြည်နယ်ရဲ့တော်လှန်ရေးကာလအစီအမံအားအောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ပြီးတောင်လူထုမှမျှော်လင့်တောင်းတနေတဲ့နိုင်ငံရေးစိတ်ရည်ရည်မှန်းချက်များပေါင်းမြောက်အောင်မြင်စေရန်ဦးဆောင်လမ်းပြနိုင်မယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးကအကျွမ်းမဲ့ယုံကြည်တယ်လို့ဖော်ပြထားပါတယ်။ဒါ့အပြင်တောင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့မဟာမိတ်အင်အားစုများရဲ့10 20စစ်စင်ရေးအတွင်းတင်းယူရရှိထားတဲ့နေမြေဒေသများမှာတောင်ပြည်ကောင်စီမှဦးဆောင်ပြီးပြည်သူ့အစိုးရတရက်ဖွဲ့ ဲ့စည်းမဲ့အစီအစဉ်နဲ့ဖက်ဒရယ်ပြည်ထောင်စုဗိုလ်ထွန်းရေးအတွက်တော်လိုင်းအင်အားစုများနဲ့ဆက်လက်လက်တွဲဆောင်ရွက်သွားမည်တအောင်ပြည်ကောင်စီရဲ့ထုတ်ပြန်ကြေညာချက်အားထောက်ခံကြိုးဆိုပြီးပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးအနေနဲ့လည်းလက်တွဲဆောင်ရွက်သွားရန်အသိရှိပါကြောင်းသဘောထားထုတ်ပြန်ထားပါရခင်ဗျာ ဆက်လက်ပြီးဖားကန်းမြို့နယ်မှာစစ်ကောင်စီနဲ့ KIA ပူးပေါင်းတပ်များတိုက်ပွဲဖြစ်ပွားနေတဲ့သတင်းကိုတင်ပြပေးပါမယ်။ကချင်ပြည်နယ်ဖားကန်းမြို့နယ်အတွင်းမှာဇွန်လ9ရက်နေ့မနက်ပိုင်းကစစ်ကောင်စီနဲ့ KIA KPDF ပူးပေါင်းတပ်များတိုက်ပွဲဖြစ်ပွားနေတယ်လို့ဒေသခံတွေထံမှသိရပါတယ်။လုံခင်းကျေးရွာအုပ်စုမှနေရာအချို့မဇွန်ရမ်းနဲ့စကားကျေးရွာကတိမော်လုတ်ကွက်နေရာများမှာနှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကြတယ်လို့သိရပါတယ်။မေလ29ရက်နေ့မှာဖားကန်းဒေသကိုရောက်ရှိလာတဲ့စစ်ကောင်စီစစ်ကြောင်းက KIA တပ်ဆွဲထားတဲ့ ေရာများကိုဖေရှားရန်ဖိအားပေးခဲ့ပြီးတော့ကြောက်စိမ့်လောက်ွက်အချို့ကိုမိရှုဖျက်ဆီးခဲ့ပါတယ်။စစ်ကောင်စီစစ်ကြောင်းဝင်ရောက်လာတဲ့ကဒိသခင်တချို့ကဖာကန်မျိုးကနေစွန့်ခွာသွားခဲ့ပေမဲ့အများစုကတော့မျိုးပေါ်မှာဆက်လက်နေထိုင်နေတာပဲဖြစ်ပါတယ်။ဇွန်လ3ရက်နေ့မှာဖာကန်မျိုးနဲ့မော်စီစာကြေးရွာကတင်အောင်ကျိုင်းကြောက်စိမ့်တူဖော်ကြီးလောက်ွက်ရှိရန်ကိုတောင်အားစစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ရာပြင်းထန်စွာပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးတော့လူ3ဦးသေဆုံး10ဦးအပြင်းထန်ဒဏ်ရာရခဲ့ပါတယ်။ဒါအပြင်ဇွန်လ6ရက်နေ့ညကလည်းလုံခင်းတီတာက ခွန်စာကုန်းအနီးမှာရှိတဲ့ရန်နဲ့ဓာတ်မြေဩဇာကိုတောင်ကိုစစ်ကောင်စီက drone နဲ့ပုံကျဲချခဲ့ရမှာပြင်းထန်စွာပောက်ကွဲမှုဖြစ်ပွားခဲ့ပြီးတော့ခလီ၃ဦးအပါအဝင်၉ဦးထိတေဆုံးခဲ့ရတယ်လို့သိရပါတယ်။ဇွန်လ၉ရက်နေ့မနက်တနာရီကမ်းမှာလဲစိုင်းတောင်ဒေသနမ်မော်အုပ်စုမော်လကင်းရွာမှာရန်တင်ထားတဲ့ကား၃စီးနဲ့စီပေါ်စာကားတို့ကိုစစ်ကောင်စီတပ်က drone နဲ့ပုံကျဲချခဲ့တာကြောင့်မီးလောင်ပျက်စီးခဲ့ရပါသေးတယ်။စစ်ကောင်စီကဒေသတွင်းကြောက်တူးဖော်ရေးလုပ်ငန်းများမှာအသုံးပြုဖို့ရန်နဲ့ဓာတ်မြေဩဇာများတူးလောင်ထားရာနေရာ ားများကိုပြစ်မှတ်ထားတိုက်ခိုက်နေတာကြောင့်ဒေသခံတွေအနေနဲ့ကိုထူကိုထစနစ်ဖြစ်ကိုတောင်များကိုရှင်းလင်းနေရတယ်လို့သိရပါတယ်။လက်ရှိဖြစ်ပေါ်နေတဲ့စစ်ရေးအခြေအနေတွေအရညာ9နာရီကနေမနက်6နာရီအတွင်းအပြင်မထွက်ကြဖို့ဒေသခံတွေကို KIA KPDF တွေကအသိပေးထားပါတယ်ခင်ဗျာ။ ဆက်လက်ပြီးမြို့တော်မြို့ကစစ်ကောင်စီတပ်အထိုင်းချထားတဲ့ရဲစခန်းကိုပစ်ခတ်တိုက်ခိုက်ခဲ့တဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။မန္တလေးတိုင်းမြင်းကြံခရိုင်ငဇုံမြို့နယ်မြို့တော်မြို့ကစစ်ကောင်စီတပ်အထိုင်းရဲစခန်းကိုဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ငကနီပြောက်ကြားတပ်ဖွဲ့မြင်းကြံကထုတ်ပြန်ထားပါတယ်။ဇွန်လ10ရက်နေ့မနက်9:00နာရီခွဲအချိန်မှာစစ်ကောင်စီတပ်နဲ့ရဲအင်အား90ခန်းရှိတဲ့ရဲစခန်းအတွင်းကို60မမ5လုံး40မမ3လုံးတို့ဖြင့်ပစ်ခတ်ခဲ့ပြီးတော့လက်နက်ငယ်များဖြင့်ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ဆိုပါတယ်။တိုက်ပွဲအတွင်းစစ်ကောင်စီတပ် က်သားတအူးတည်ဆုံးခဲ့က၄ဦးအပြင်းထန်တန်ရာရရှိခဲ့ပြီးတော့ဘူးပေါင်းတပ်ဖွဲ့ဘက်ကထိခိုက်မှုမရှိခဲ့ဘူးလို့သိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုမြင်းကြံတိုက်နယ်၃ငကနီပြောက်ကြားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စကိုင်း Revolution Force SRF နဲ့ငစုံမျိုးနယ်ပါကဖအဖွဲ့တို့ကပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ခရီးသွားပြည်သူများအနေဖြင့်မန္တလေးမြင်းကြံလမ်းပိုင်းနဲ့ငစုံမျိုးသာလမ်းပိုင်းမှာည9:00နာရီအချိန်မှမနက်4:00နာရီအတွင်းလုံးဝသွားလာခြင်းမပြုလုပ်ဖို့ကိုလည်းအသိပေးထားပါတယ်ခင်ဗျာ။ ဆက်လက်ပြီးဂျိုးပင်ကောင်းမှာလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးနေတဲ့ပြူကောင်းဆောင်ကိုပြစ်ခတ်ရှင်းလင်းတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။ပဲခူးတိုင်းတာယာဝတီခရိုင်ဂျိုးပင်ကောင်းမြို့နယ်အရှိဘော်ဒီကုန်းကြီးရွာကပြူကောင်းဆောင်အုပ်ချုပ်ရေးမှုတအူးကိုပြစ်ခတ်ရှင်းလင်းခဲ့တယ်လို့ BTZM GBK PDF ပဲခူးယူမအခြေပြုတပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။ဇွန်လ10ရက်နေ့ညနေ9:00နာရီခွဲအချိန်မှာဘော်ဒီကုန်းအုပ်ချုပ်ရေးမှုပြူကောင်းဆောင် မောင်ငိန်းကိုလာပေါင်းများစွာစောင့်ကြည့်ခဲ့ပြီးတော့လေထဲစပါးကျင်းနေချိန်မှာပြစ်ခတ်ရှင်းလင်းခဲ့တယ်လို့ဆိုပါတယ်။ပြစ်ခတ်မှုအတွင်ပြူကောင်းဆောင်မောင်ငိန်း င်းဟာနေရာမှာပဲပွေချင်းပြီးတည်ဆုံးခဲ့ပြီးတော့၎င်းရဲ့လွဲအိတ်ထဲမှလက်ပစ်ပုံးနှလုံးကိုတင်းစီရရှိခဲ့တယ်လို့ဆိုပါတယ်။ပြူကောင်းဆောင်မောင်ငင်းဟာစစ်ကောင်စီတက်နဲ့ပူးပေါင်းပြီးတော့သူနဲ့အဆင်မပြေတဲ့ပြည်သူတွေကိုစစ်မှုထမ်းဖို့ဖမ်းဆီးတာငွေကြေးအဆင်ပြေတဲ့သူတွေကို350ကနေ200အထိတောင်းပြီးတော့လိုက်ထုတ်ပေးတာတွေလှုပ်ဆောင်နေတယ်လို့သိရပါတယ်။ဒါအပြင်ကုန်းရကွင်းချောင်းမှာအထိုင်ချထားတဲ့စစ်ကောင်စီနဲ့ပြူစောတီတပ်ဖွဲ့တွေကိုထောက်ပို့ပေးနေသူတအူးလည်းဖြစ်တယ်လို့သိရပါတယ်ခင်ဗျာ။ ဆက်လက်ပြီးကြည်တောင်ပေါက်ရွာစေယုံဝင်းသေးကိုစစ်ကောင်စီကပေါင်250ပုံကျဲချခဲ့တဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။မန္တလေးတိုင်းတပိတ်ချင်းခရိုင်စင်ကူမြို့နယ်ကြည်တောင်ပေါက်ရွာစေယုံဝင်းသေးစစ်ကောင်စီကပေါင်250ပုံတလုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့ပြည်ဝင်ခရိုင်ပကဖကထုတ်ပြန်ထားပါတယ်။ဇုံလ9ရက်နေ့မနက်9:31မိနစ်ခန့်မှာတတဦးလေတာကဂျက်ဖိုက်တာတစ်စီးဖြင့်စေယုံဝင်းအတွင်းကိုပေါင်250ပုံတလုံးကျဲချခဲ့တာလို့ဆိုပါတယ်။ဘုံကျဲတိုက်ခိုက်မှုအတွင်းအမျိုးသမီးတဦးတီဆုံးခဲ့ကတဦးလက်ဖြတ်ခဲ့ရပြီးတော့နှစ် 2ဦးပေါင်းမှထိမှန်တန်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒါအပြင်စေးရုံအဆောင်တစ်လုံးလည်းထိခိုက်ပျက်စီးခဲ့ရတယ်လို့ဖော်ပြထားပါတယ်ခင်ဗျာ။ ဆက်လက်ပြီးရေးပြောက်ကြားတက်ထံကိုပြည်သူစစ်မှုထမ်းနှစ်ဦးလက်နက်နဲ့တကွာအလင်းဝင်တဲ့တရင်ကိုတင်ပြပေးပါမယ်။ဒေါနာစစ်ကြောင်းနှင့်ရေးပြောက်ကြားတက် YGF ထံကိုမွန်ပြည်နယ်ရေးမြို့နယ်ခလာရ299တက်ရင်မှပြည်သူစစ်မှုထမ်းနှစ်ဦးလက်နက်နဲ့တကွာအလင်းဝင်လာတယ်လို့ဗိုလ်ချုပ်ရင်မှတရင်ထုတ်ပြန်ထားပါရယ်။စီစီအောင်ပါစမြင်းဆောင်136363နဲ့ညီညီတက်ပါစမြင်းဆောင်136 359တက်သားနှစ်ဦးတို့ဟာဇွန်လ3ရက်နေ့ကစထွက်ပြေးလာပြီးတော့ MA1 တက်လက်ကြီးပေါက် ၄ပေါက်ကြီး123000ထုနဲ့အတူအလင်းဝင်ရောက်လာခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာ။ ဆက်လက်ပြီးပခုတ်ကူခရိုင်လူခေတက်ရင် earthquake pdf ကတင်နန်းသားတစ်များခိုယူနေတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။ပခုတ်ကူခရိုင်လူခေတက်ရင် earthquake pdf ကစိတ်အားတက်တန်ပြီးတော်လန်ဤခံယူချက်ရှိတဲ့အဖိနှိတ်ခံပြည်သူများဘက်မှရက်တီသောရဲဘော်ရဲမီတင်နန်းသားတစ်များကိုခိုယူနေတယ်လို့ထုတ်ပြန်ထားပါတယ်။တပ်ဖွဲ့ဝင်ရောက်မဲ့တင်နန်းသားအစ်စ်များအနေဖြင့်အသက်18နှစ်မှ35နှစ်အတွင်းအမိန်နာခံနိုင်ပြီးတော့ရဲဘော်ရဲဘက်အချင်းချင်းအပြန်အလှန်လေးစားနိုင်သူတပ်ဖွဲ့မှချမှတ်ထားတဲ့စည်းကမ်းချက်များကိုတိကျစွာလိုက် နာနိုင်သူဖြစ်ရမယ်လို့ဆိုပါတယ်။ဒါအပြင်ပုံကိုယ်ဆွဲဒေတာဆွဲမထားပဲအဖိနှိတ်ခံပြည်သူလူထုအတွက်ဒေါ်လာရေးအောင်မြင်ရေးအတွက်ကြာရတာဝန်တွေကိုခြေပြွန်စွာထမ်းဆောင်နိုင်သူတင်နန်းစင်ပြီးချိန်မှစတင်ပြီးတော့အနည်းဆုံး2နှစ်တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမယ်လို့ဖော်ပြထားပါတယ်။စနစ်တကျစုဖွဲ့လေ့ကျင့်ပြီးတော့စစ်ကိုစစ်နဲ့တူအောင်တိုက်မယ်ရဲဘော်များအနေဖြင့်တာဝန်ထမ်းဆောင်လိုပါက Telegram မှာဆက်သွယ်နိုင်တယ်လို့ဖိတ်ခေါ်ထားပါတယ်ခင်ဗျာ။အခုတင်ပြခဲ့တဲ့စီရီသတင်းကောက်နှုတ်ချက်တွေကိုတော့ Radio NUG သတင်းတောင်မင်းစစ်သွေးနဲ့ Carshell 2ကပေးပို့ထားတာဖြစ်ပါ aleyküm ya.